ထူးသဖြင့်ကတော့အညာရဲ့ဒီခုနကပြောတဲ့ဘိုလ်ချက်ဖြစ်တဲ့ချင်းတွင်းတဲ့အရာဝတီကြားပေါ့နော်ကျွန်တော်တို့သခိုင်းတိုင်းဒေသကြီးရှိတယ်ပေါ့နော်ရွှေဘူးလွေမြင့်လိုဟာမျိုးတွေမှာဆိုရင်လေမြို့ကြီးပြည်သားလင်စစ်ကောင်စီကထိုင်နေနိုင်ပြီးတော့ပြန်တဲ့အခြေရွာတွေတော်တော်များများဟာ ဟာကျွန်တော်တို့ဒီဒီတော်လိုင်းရေးတက်ဖွဲ့နဲ့လူတို့ကကိုကိုတိုင်းပဲအဲအုပ်ချုပ်ရေးပဲဖြစ်ဖြစ်ကိုကိုတိုင်းပဲအဲခုနစီမံခန့်ခွဲရေးဖြစ်ဖြစ်အဲလူမှုရေးတွေဖြစ်တဲ့ပညာရေးကျန်းမာရေးဒီကိစ္စတွေကို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 တိုင်းကိုကံကြမ္မာကိုဖန်တီးနေနိုင်နေနေကြတဲ့အခြေအနေကိုဟာကျွန်တော်တွေ့ရဒီနေ့ နှုတ်တော်နိုင်ရင်မှာ ကျွန်တော်တို့တွေကအာပြီးနေ ဒေတာတွေကိုပဲကြည့်မလားဒါမှမဟုတ်ရင်လည်းခုပြောတဲ့အညာဒေတာလို့ခေါ်မယ်အဲမကွေးစကိုင်းအဲအဲမန္တလေးအဲ့လိုဒေတာတွေကိုပဲကြည့်မလားအဲ့လိုဒေတာတွေမှာအထူးသဖြင့်ကတော့တော်လိုင်းတပ်ဖွဲ့တွေကတပ်ဖွဲ့တစ်စီးရှိတာမဟုတ်ဘူးတော်လိုင်းတပ်ဖွဲ့အများများစွာရှိတယ်ဒါကကျွန်တော်တို့ဟိုဒီလူလူကြားမှာအာအာဒီစစ်အာဏာရှင်စန့်ကျင်ရေးကိုအတူတကွဟလာလူလူကိုယ်တိုင်လုံလုံနေကြတော့ဒီနေမြေဒီမှာ စစ်ကောင်စီအနေနဲ့ကမြို့ကြီးတွေနဲ့မြို့ပြပေါ်မှာလောက်တာလျင်အဲသူကအာအဲသူ့ရဲ့အုပ်ချုပ်ရေးကိုထိချုပ်ထားနိုင်ပြီးတော့မြို့ရဲ့အပြင်ထွက်တာနဲ့အထူးသဖြင့်ဂျေးလက်ဒေတာနောက်တစ်ခုကတော့လမ်းမန်းတွေနောက်တော့တစ်ခါကျမြစ်ကြောင်းတွေအဲဒီဒေတာတွေအားလုံးပါကငါကျွန်တော်တို့ဒီအဲအဲတော်လိုင်းတက်ဖွဲ့တွေကနေပြီးတော့မှထိန်းချုပ် ထားနိုင်ပါပြီအဲ့ဒီတော့ဒုဒုတွေကလည်းအဲ့ထဲမှာနေတူဝနော်ဒါခုနပြောသလိုစစ်ကောင်စီရဲ့အုပ်ချုပ်ရေးနဲ့လည်းကင်းလွနေတယ်နောက်တော့ကြတော့ဒီဒီသူ့ရဲ့နေထိုင်မှုဘဝကလည်းအဲဒါဟာအာဒီဒီစစ်ကောင်စီရဲ့လေကြောင်းရံ အာရှိနေတဲ့အချိန်မှာအပါကြံတဲ့အချိန်တွေမှာအာအဲစိုက်ပျိုးရေးသမားလည်းစိုက်ပျိုးရေးမပြတ်နော်ကိုကိုကိုဒီဒီကုံသက်စီဝါလုံးနေလို့ရတယ်ကုံသက်စီဝါအယောင်းဝယ်သမားလည်းအယောင်းဝယ်မပြတ်အဲအဲလုံနေကြတယ်ဒီတော့ပြောခြင်းတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့ဒီဒေတာတွေမှာအာကျွန်တော်တို့လွတ်မြောက်တယ်ဆိုတာတဲ့ကျွန်တော်တို့ ကိုကိုတိုင်းဒါလူထုနဲ့အတူကျွန်တော်တို့ဟိုတော်လိုင်းကြီးတက်ဖွဲ့နေတဲ့လူထုနဲ့ဟာတသားတည်းကြာနေလို့ကျွန်တော်တွေ့တယ်။အဲအဲ့ဒီအပြင်ကျွန်တော်တို့ဟောက်ကြတော့သွားတဲ့လာတဲ့နေရာမှာလည်းအဲကျွန်တော်တို့လွတ်လွတ်လပ်လပ်အဲသွားလာနိုင်တဲ့အခြေအနေတော့ရှိနေပြီလို့ကျွန်တော်အခိုင်အမာပြောရတယ်။အဲကျွန်တော်တို့1988 1990ကာလမှာဥပမာ အာကျွန်တော်တို့ဘဝအတွေ့အကြုံကဆိုရင်နောက်ဖက်ဒေတာကနေပြီးတော့မှအာခုပြောနေတဲ့တရုတ်ပမာဏဇက်ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ကလာနဲ့ခြီးပြီးတော့မှနှစ်နဲ့ခြီးပြီးကြာကောင်းကြာနိုင်ပါတယ်ဒီနေ့အချိန်ဒီမှာဆိုရင်တပတ်အတွင်းကျွန်တော်တို့ကသွားလို့ရတယ်အဲ့တော့ချင်းပြည်နယ်ကိုဟိုဖြတ်မလားဟလာချင်းပြည်နယ်ထဲမှာဆိုရင်လည်းချင်းတော်လိုင်းတပ်ဖွဲ့တွေရဲ့အထင်းချုပ်နယ်မြေတွေကအထူးသဖြင့်ကတော့အာဒီဒီဒီ အဲကာလာမိုင်းနေနောက်တစ်ခုကလူရုကြားမှာရှိတဲ့ရွာတစ်ခုနဲ့တစ်ခုဆက်နေတဲ့လမ်းတွေကတော်လိုင်းရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်တယ်။အလားတူပဲမကွေးတိုင်းထဲမှာဆိုရင်လည်းအဲခုပြောတဲ့ပုံတောင်ပုံညာကိုကြည့်မလား။အဲနောက်တစ်ခုကတော့မကွေးပြည်သားထဲမှာအာရှိနေတဲ့ကလေးကံကောအဲနောက်တစ်ခုကတော့ပခုတ်ကူအဲနောက်တစ်ခုကတော့ ဟောအဲဒီပဋိဘုံကလမ်းမအကြီးကြီးဟာကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကထိမ့်ချုပ်နိုင်ပြီလို့ပဲပြောမှာဖြစ်ပါတယ်အဲဆိုလိုချင်တာက အတဖြောင်းနဲ့မသွားနိုင်တော့လဲပဲကျွန်တော်တို့တွေကရန်သူရှိတဲ့စခန်းတွေကိုကွင်းပြီးတော့မှကိုလိုကခီးကိုအဲလွတ်လွတ်လပ်လပ်နဲ့တော်လိုင်းတပ်ဖွဲ့တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးသွားလာနိုင်တဲ့အခြေအနေရှိတယ်။အလားတူပဲစကိုင်းတိုင်းထဲမှာလည်းတချို့မျိုးနယ်တွေကလွတ်မြောက်နေတယ်။အလားတူပဲမြစ်ကြောင်းတွေရှိတယ်။မြစ်ကြောင်းတွေမှာဆိုရင်လည်းစစ်ကောင်စီကထိန်းချုပ်ထားတာတဲ့ကျွန်တော်တွေ့တာကတော့တော်လိုင်းတပ်ဖွဲ့တွေကထိန်းချုပ်နိုင်ပြီလို့ပြောရမှာဖြစ်ပါတယ်။ အဲ့အဲ့ရနဲ့ဆက်ကြည့်ရင်ဒီဒီဒီအထူးသဖြင့်ကတော့အညာရဲ့ဒီခုနကပြောတဲ့ဘိုလ်ချက်ဖြစ်တဲ့ချင်းတွင်းတဲ့အရာဝတီကြားပေါ့နော်ကျွန်တော်တို့သခိုင်းတိုင်းဒေတာကြီးရှိတယ်ပေါ့နော်ရွှေဘူးလွေမြင့်လို့ ဟာမျိုးတွေမှာဆိုရင်လေမြို့ကြီးတွေဒါလင်စစ်ကောင်စီကထိုင်နေနိုင်ပြီးတော့ကျန်တဲ့ကျေးရွာတွေတော်တော်များများဟာအာကျွန်တော်တို့ဒီဒီတော်လိုင်းရေးတပ်ဖွဲ့နဲ့လူထုကဒါကိုကိုတိုင်းပဲအဲအုပ်ချုပ်ရေးပဲဖြစ်ဖြစ်ကိုကိုတိုင်းပဲအဲခုနစီမံခန့်ခွဲရေးဖြစ်ဖြစ်အဲလူမှုရေးတွေဖြစ်တဲ့ပညာရေးကျန်းမာရေးဒီကိစ္စတွေကို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 တိုင်းကိုကန်ကြမ္မာကိုဖန်တီးနေနေနေကြတဲ့အခြေအနေကိုအာကျွန်တော်တွေ့ရတယ် ချင်းပြည်နယ်ဆိုရင်လည်းချင်းပြည်ကိုယ်တိုင်ကံကြမ္မာဖန်တီးနိုင်ရမယ်အခြေအနေတနည်းအားဖြင့်ပြောရင်အာအာဒီအတွင်းဒီညီနိုင်ညီနိုင်ဆွေးနွေးရမယ်အချင်းချင်းညားမှာဖြေရှင်းရမယ်ပြဿနာတွေရှိတော်လဲပဲအဲစစ်ကောင်စီအတွက်ကတော့ချင်းပြည်နယ်ကိုဟာငါတို့ချင်းပြည်ဆိုပြီးအရင်တုန်းကငါတို့အုပ်ချုပ်တယ်လို့အုပ်ချုပ်မယ်ငါတို့ခုနပြောသလိုဒါဒီဒီပြည်နယ်ဒီငါတို့ ပြောသမျှပေးသမျှသာရမယ်ငါတို့ဆုတ်ဖြတ်မှလုပ်မယ်ဆိုတဲ့အစင်ကနေကြော်သွားပြီလို့ကျွန်တော်ထင်တယ်ဒီတော့ပါဆိုချင်းကန်ကျင်မာကိုချင်းကဖန်တီးရတော့မယ့်အနေထားကိုမလွဲမသွေညှိနှိုင်းဆောင်ရရမှာအဲ့တော့ဆိုလိုချင်တာကတော့ဒီနေ့အချိန်ဒီမှာချင်းမျိုးသားတူတစ်ခုလုံးအတွေ့လဲအားရကျင်တဲ့ဖွယ်ရာရှိဒါပေမဲ့ချင်းမျိုးသားတွေကြားမှာညှိနှိုင်းဆက်ဆက်ပြီးတော့မှအာအာခုနပြောသလိုကိုကန်ကျင်မာရဲ့အဖြစ်ကိုကိုကိုတိုင်ဖန်တီးနိုင်ဖို့တော့ လိုလဲဦးမယ်လို့ထင်တယ်ဒါတခုကျွန်တော်တို့ဒီဗမာအများစုကြီးစိုးတဲ့ဒေသတွေကိုပြန်ကြည့်ပြန်တော့အဲ့ဒီလိုပဲကျွန်တော်တို့ပြန်တွေ့တယ်ကျွန်တော်တို့အားလုံးဟာစစ်ကောင်စီကိုတော်လှန်ပုံကန်ကြတာတူညီတယ်ကျွန်တော်တို့အားလုံးအတူတကွအလုပ်လုပ်ဖို့ကျွန်တော်တို့ဒေသတွေမှာကိုယ်ကံကြမ္မာကိုဖန်တီးဖို့ကြာတော့ကျွန်တော်တို့နိုင်ငံရေးမှာခေါင်းပြောင်းနေတယ်လို့ကျွန်တော်ထင်တယ်နိုင်ငံရေးခေါင်းပြောင်းနေတယ်လို့ထင်တယ်ခု ီနေ့တိုက်ပွဲကရွေးကောက်ပွဲတိုက်ပွဲမဟုတ်ဘူးရွေးကောက်ပွဲနဲ့ဟိုဟိုဟိုနီလန်းနဲ့ရယူရမယ့်တိုက်ပွဲလည်းမဟုတ်ဘူးလက်နက်ကင်တော်လိုင်းနဲ့ရယူရမယ့်ဟိုဟိုတခုတည်းနဲ့လည်းအဆုံးဖြတ်ပေးမှာမဟုတ်ဘူးဒါမဲ့တေးကြတာတခုကနိုင်ငံကြီးအဖြေကိုလည်းရှာအောင်မှာဖြစ်တယ်ကိုဒေတာတွေမှာအဲ့လိုအဖြေရှာတဲ့အခါမှာဘယ်ဖွဲ့စည်းရဒါငါဓမ္မမွေလည်းဘယ်အစုစည်းကဓမ္မမွေလည်းဘယ်နေရာမှာငါတို့စုစုံဆွေးနွေးစကားပြောပြီးတော့မှအဖြေရှာကြမလဲဆိုတာမလို့ဘူးကျွန်တော် စစ်ကောင်စီစမ်းကျင်နေတာတော့မှန်တယ်။ဒါပေမဲ့စမ်းကျင်နေတာတောင်မှခုနကပုံစံမျိုးလုံးနဲ့စမ်းကျင်တော့ဒီပုံစံမျိုးစုံကြားမှာအမိန်ပေးမှုစနစ်တွေစနစ်တကျတည်ဆောက်ဖို့အလုပ်တွေကိုအချိတ်ဆက်မိမိလုပ်ဖို့ကလည်းကျွန်တော်အားနေနေတာတွေ့ဒါကျွန်တော်ရဲ့အားနေချက်ဒီလိုပြောတဲ့အတွက်ဒီကျွန်တော်တို့ကစစ်ကောင်စီကိုရှုံးပြရမယ်လို့ကျွန်တော်ဆိုတာမဟုတ်ကိုကိုအားနေတဲ့ကိုကိုဟိုပြင်ဆင်ရမှာပေါ့ဟို UNG ကလုပ်နေတာဒါသူတို့အားလုံးအတွက်အစိုးရဆိုတဲ့အတွက်နိုင်ငံရေးမှာရောအုပ်ချုပ်ရေးမှာရောအာဒီဒီလူမှု ရဲ့လိုအပ်ချက်တွေဖြစ်တဲ့ပညာရေးကျန်းမာရေးစသဖြင့်ဒီဟာတွေဟာအစိုးရတရားရဲ့အဲမာတာဝန်ရှိတာမှန်ပေမဲ့ဒီတကူရဲနဲ့လည်းမလုံလောက်ဘူးလို့ကျွန်တော်အဲ့လိုမြင်တယ်။ဒါအားဒါကြောင့်မို့အားလုံးရဲ့ညှိနှိုင်းဆက်ဆံမှုအားလုံးရဲ့နိုင်ငံရေးအရာအားလုံးခုနပြောတဲ့အဲတစုတစီတဲ့တစုတဲ့ကျင့်တတ်တာမဟုတ်ဘဲနဲ့ဘာဖြစ်ဖြစ်အားလုံးလက်ခံနိုင်တဲ့ဟာမျိုးကိုကျွန်တော်တို့အဖြေရှာနိုင်တဲ့အခင်းချင်းကမတွေ့သေးဘူးလို့ကျွန်တော်ထင်တယ်။အဲ့ဒါကကျွန်တော်တို့ဒီကြားထဲမှာလောက်ရမယ်လို့ထင်တယ်။ နှစ်ခုခွဲပြောရမယ်ထင်တယ်ခုနပြောသလိုပဲစစ်ကောင်စီကအဲခုနကမြို့ထဲမှာပဲရှိနေတာเนาะမြို့ထဲမှာပဲရှိနေတယ်အဲဒါတော့မှတချို့မြို့တွေမှာအာ မြို့တစ်ခုလုံးကိုစစ်ကောင်စီကထိန်းချုပ်ထားနိုင်တာမရှိဘူးအကန့်အသတ်နဲ့ရဲစခန်းလုံးဟာမြို့ဓမ္မမုံရင်လေသူ့ရဲ့တပ်စခန်းနေရာလိုမျိုးသာနေရှိနေတာအဲဒီတော့ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အခါမှာဟာကျွန်တော်တို့ကဒီရွေးကောက်ပွဲမှာနိုင်ငံရေးပါတီတွေရှိမယ်နောက်တစ်ခုကလူထုရဲ့ခုနကမဲပေးရမယ့်လူထုရဲ့အခြေအနေတွေရှိတယ်အဲဒီတော့ဒီလိုအခြေအနေအဓိအဓိကအဲ့နှစ်ခုမရှိဘဲနဲ့ကျွန်တော်တို့ကဟာရွေးကောက်ပွဲတစ်ခုလုပ်ဖို့ဆိုတာဟာမလွယ်ဘူးအဲ့တော့နိုင်ငံရေးပါတီအနေနဲ့ကလည်းလူထုဒီခုပြောလဲနိုင်ငံရေးလှုပ်ရှားမှုတွေကို ဘယ်လိုပြရမလဲအဲ့တော့မြို့ပြတွေမှာပြဖို့ဆိုတာလေအကန့်တက်ကတော်တော်ကြီးသွားပြီလို့ကျွန်တော်ကထင်တယ်နောက်တစ်ခုကတော့လူတို့ရဲ့မဲပေးရမယ့်ပုံစံကလည်းအဲဒီလိုမျိုးဒီဒီမတိမငြိမ်မှုတွေနောက်တစ်ခုကတော့ဒီအဲပဋိပက္ခတွေကြားထဲမှာမယုံနေဖွင့်ပြီးတော့မှပေးရဖို့ဆိုတာကလည်းအဲလူတို့အတွက် မျိုးပြတွေကလူမှုတွေပြဿနာမရှိပေမဲ့ကျေးလက်ဒေသတွေမှာအဲ့ဒါတွေကမဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်။အဲအဲ့တော့လုံနိုင်တာတစ်ခုကတော့ဒီဒီဒီမဖြစ်မနေလုံမယ်လို့ခုနကပြောသလိုဟာဒါကြီးကိုဟိုဟိုဟန်ပြနေတဲ့ငါတို့လုံရတော့မယ်ဆိုရင်တော့ ဒီနေ့ခေတ်စကားနဲ့ပြောရရင်တော့အွန်လိုင်းပေါ့ဗျာငါခုပြောတဲ့ဒီဒီ line ပေါ်ကနေပြီးတော့မှ voting စနစ်တည်နေဗျာလုံမလားပေါ့ဗျာဒါကလည်းဒီဒီတော်တော်ကိုကျွန်တော်တော့ခင်းရင်းတယ်လို့ကျွန်တော်ဟောယူဆရတယ်အဲအဲ့တော့ဟိုပြောချင်တာဒီ data ကြီးတွေပေါ့နော်ဒီမှာက ုပ်ချုပ်ရေးရလည်းရှိဘူးလို့ကျွန်တော်ထင်တယ်။အဲနောက်တစ်ခုကတော့စီမံခန့်ခွဲရေးအုပ်ချုပ်ရေးမရှိတော့စီမံခန့်ခွဲလည်းမရှိသလိုဥပဒေစိုးမှုရေးရလည်းမရှိဘူး။တည်ငြိမ်မှုကလည်းမရှိဘူး။အဲနောက်ပြင်ရွက်ကောက်ပွဲပေါ်မှာလူတို့ကလည်းအယုံကြည်ရမရှိတော့ဘူး။ဒီຫນွေဥတော်လိုက်ကွာရွက်ကောက်ပွဲအကြောင်းပြချက်နဲ့ဖြစ်လာခဲ့ရတာဖြစ်တော့နောက်ထပ်ရွက်ကောက်ပွဲဆိုတဲ့အပေါ်မှာလည်းလူတို့ကဒါအယုံကြည်မရှိဘူးဖြစ်နေအဲ့တော့အယုံကြည်မရှိတဲ့ဂျားတွေကဇွတ်တိုးလုံရင်တောင်မှဒီခက်ခဲတွေကိုဘယ်လိုကြော်မလဲဆိုတာကအာတော်တော်ကိုစဉ်းစားစရာအာကိစ္စ ဆဖြစ်တယ်အဲ့တော့လောက်ကောင်းလောက်နိုင်ရင်တောင်မှဒီခုပြောတဲ့အကန့်တက်နဲ့မြို့ပြထဲမှာ ရှိတဲ့တစုလို့နော်လို့လို့အအနေချင်းလောက်တာလင်းဒီရွက်ကောက်ပွဲမှာဟန်ပြလုတ်သွားနိုင်တဲ့အခြေအနေလိုပဲရှိတယ်လို့ပဲကျွန်တော်မြင်ပါတယ်ဒီနေ့ချိန်မှာတော့လက်နက်ကင်ဒေါ်လာရင်းနဲ့လူလူဒေါ်လာရေးကတကယ်ပေါင်းဆက်သွားတယ်လို့ အခိုင်အမာယုံကြည်တယ်ဒါတော့ ABS ရဲ့အနေနဲ့ကအလုတ်၃ခုရှိတယ်လို့ကျွန်တော်ကျွန်တော်တို့မြင်တယ်တိုင်းရင်းသားလက်နက်ကင်တော်လန်ရေးအင်အားစုတွေနဲ့ကျွန်တော်တို့ ABS ရဲ့ခါလက်တွဲခဲ့တဲ့အလျောက်အဲ့ဒီဒေသတွေမှာလည်းအခုခြေဆိုင်နေရဆဲဖြစ်တယ်အဲ့တော့သူတို့လွတ်မြောက်ရေးတိုက်ပွဲတွေသူတို့ဒေသတွင်းမှာရှိနေတဲ့အဲရုံးကန်လှုပ်ရှားမှုတွေမှာ ABS ရဲ့ခါတိုင်းရင်းသားလက်နက်ကင်တော်လန်ရေးဒေသတွေမှာအလုတ်အတူတူလှုပ်ကာကွယ်ရေးတိုက်ခိုက်ရေးတွေကို အတူတူဆင်နွှဲနေကြတဲ့အပိုင်းဒီလဲဆက်လက်ရှိနေမယ်အဲ့ဒါကိုဆက်လုပ်မယ်ဒုတိယတစ်ခုကတော့ခုပြောနေတဲ့ဒီနေ့စစ်ကောင်စီဒီနေ့ဒီ2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအောက်ကနေလွတ်မြောက်ရေးအတွက်ဆိုရင်တော့အဓိကဖြစ်တဲ့ချင်းတွင်းအရာဝတီမြေပြန့်ဒေသတွေဗမာအများစုဒေသတွေမှာတကယ်ကိုစစ်ကောင်စီကိုတွန်းလဲပစ်နိုင်တဲ့နိုင်ငံရေးစီရေးတိုက်ပွဲတွေပေါ်ပြဖို့လိုတယ် အဲ့တော့အတွင်းမြင့်နဲ့ဇာတိဒီနေ့စစ်ကောင်စီပြုတ်ကြရေးပြုတ်ကြရေးအတွက်အဆုံးဖြတ်ပွဲတွေဖြစ်လာနိုင်တယ်အဲ့ဒီအဆုံးဖြတ်ပွဲတွေမှာ ABS ရဲ့တက်နိုင်သမျှပါဝင်တဲ့တတိယတစ်ခုကတော့ကာယယုံနဲ့မပြီးဘူးကျွန်တော်တို့ကိုယ်တိုင်စစ်ကောင်စီကိုဖြုတ်ချနိုင်မယ့်အစီအမံတွေကိုကျွန်တော်တို့စဉ်းစားထားနိုင်ဖို့လိုတယ်အဲ့ဒီအလောက်ကကျွန်တော်တို့တဖွဲ့လေးလုံးလို့ရမယ့်ကိစ္စလည်းမဟုတ်အဲ့တော့ဒီဟာကိုလည်းခုပြောနေတဲ့အခြားနိုင်ငံရေး UNG လို့အဖွဲ့အစည်းမျိုးတွေအခြား EU လို့အဖွဲ့အစည်းမျိုးတွေ အထူးသဖြင့်ကတော့အဲဒီနေ့ဒေါ်လာရေးမှာအရေးပါအရာရောက်တဲ့အဖွဲ့အစည်းတွေနဲ့ ABS ဟာဆက်ဆက်နှိမ့်နိုင်ပြီးတော့မဟာဗျူဟာကြကြအလုံးလုံးနိုင်တဲ့အစီအမံတွေထဲမှာလည်းပါဝင်ဖို့လိုတယ်လို့ထင်တယ်ဒီသုံးခုကိုကျွန်တော်တို့ဒီလက်ရှိအဲတာဝန်ရှိနေတဲ့လူတွေ88မျိုးဆက် ABS ရဲ့ခေါင်းဆောင်တွေအနေနဲ့ဒါကိုအလင်းနဲ့ထားစဉ်းစားသင့်တယ ကျွန်တော်အပြင်ကတော့စစ်ကောင်စီကမြေပြင်မှာအုပ်ချုပ်ရေးရောတရားစီရင်ရောဥပဒေပြူရေးရောနောက်တစ်ခုကတော့သူ့ရဲ့အဲထိန်းချုပ်မှုတွေကမြေပြင်မှာတော်တော်များများကလက်လွတ်ခဲ့ရပါပြီ။နောက်တစ်ခုကတော့သူ့ရဲ့အဲအခုပြောနေတဲ့ဒီဒီ sorry အဲကျွန်တော်တို့ဘက်ကအာမြို့ပြကြီးတွေကိုဒါမထိန်းချုပ်နိုင်တာတော့လေလူကြီးအများစုကြီးရှိတဲ့ကျွန်တော်တို့ဒီခြေလက်နဲ့လူတို့ အပေါ်မှာကျွန်တော်တို့ဒီအားလုံးကတော့ထိ ंछ ုတ်ထားနိုင်တဲ့အခြေအနေရှိတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့လိုအပ်နေတာကကျွန်တော်တို့တည်ဆောက်မဲ့အုပ်ချုပ်ရေးကျွန်တော်တို့တည်ဆောက်မဲ့တရားစီရင်ရေးကျွန်တော်တို့တည်ဆောက်မဲ့အဲခုပြောတဲ့လူမှုရေးပညာရေးကျန်းမာရေးဒီစနစ်တွေကိုတော့ကျွန်တော်တို့ခိုင်ခိုင်မာမာအာအုံမြင်မချနိုင်သေးဘူးအစာပြုံးမှုတွေမလုံနိုင်သေးဘူးလို့ဟိုပြောရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့သွားမဲ့ပုံစံကတော့ အာပြည်တော်စုတစ်စုဖွဲ့မှုပုံစံလို့ကျွန်တော်အဲ့လိုပဲမြင်တယ်ဒါကကျွန်တော်သွားခဲ့တဲ့ data တခြား data မှာလည်းအဲ့လိုဖြစ်နိုင်မယ်လို့ကျွန်တော်ထင်တယ်ဆိုလိုချင်တာအတိုင်းပြည်ကတော့ကျွန်တော်ကပြိုကွဲသွားမှာမဟုတ်ဘူးဘာဒီနေ့ခုနကပြောတဲ့နိုင်ငံတနိုင်ငံရဲ့ဒီဒီစီတက်မှတ်ချက်တွေပေါ့ဒီ international boundary တွေကအရှိအပြောင်းဆိုတာကအင်မတန်ခဲရင်ပါတယ်ဒါပေမဲ့ international boundary ကလွတ်လပ်ရေး ကျွန်တော်တို့တိုက်ပွဲအပီဒီခုပြောနေတဲ့ဒုတိယကမ္ဘာစစ်အပီကိုလိုနီနိုင်ငံတစ်တည်းပေါ်တဲ့ထက်မှာဗမာနိုင်ငံကပေါ်တယ်။ဒါပေမဲ့ border စီးတွေဟာအ ਨੇ အချင်းအငင်းပွားမှုတွေဟာပြောင်းနိုင်နေပေမဲ့တစုံလုံးကြီးပြောင်းသွားနေတဲ့ဟာမျိုးမဟုတ်ပါဘူး။ဒါတော့ဒါပေမဲ့ပြဿနာတွေကတော့ဒီခုပြောနေတဲ့အဝန်ဝိုင်းကြီးရဲမှာကျွန်တော်တို့ကရှိနေသေးပဲ။အရင်တော့ရှိတဲ့ပုံစံနဲ့ခုရှိတဲ့ပုံစံအရင်တော့စုဖွဲ့မှုပုံစံနဲ့ဒီနေ့စုဖွဲ့မှုပုံစံကတော့ပုံစံမတူတော့ဘူး။အဲ့ဒီအပြောင်းလဲရတော့အတွင်းထဲမှာ အဲ့အပြောင်းလဲရတော့အစ်စ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။အရင်တော့ identity ရှိထားတဲ့လူတွေကပုံစံတစ်ခုဖြစ်ပေမဲ့အရင်တော့ identity အဖောက်ခံထားတဲ့လူတွေအတွက်ကလည်းတောင်းဆိုချက်အစ်စ်တွေဖြစ်လာနိုင်တယ်။အဲ့တော့ကချင်ဒေသရှိနိုင်တယ်အခုပြောနေတယ်ဟိုဟိုရှမ်းဒေသရှိနိုင်တယ်ပလောင်ဒေသရှိနိုင်တယ်အခုပြောနေတဲ့အဲဒီဒီအဲချင်းဒေသတွေရှိနိုင်တယ်ရခိုင်ဒေသတွေရှိနိုင်တယ်ခုပြောနေတဲ့ဒနုဒေသတွေရှိနိုင်တယ် အဲ့လိုဒေတာတွေဓာတ်ထဲမှာပဲခုပြောသလိုပဲအထဲထဲမှာညှိနှိုင်းမှုတွေဆက်ဆက်မှုတွေပုံစံအစ်စ်ပေါ်တဲ့ဟာတွေကအာကျွန်တော်မလွဲမသွေဒါကျွန်တော်တို့ချင်းချင်းတစ်ဖက်က identity အရာညှိရမှာဖြစ်တယ်လို့တစ်ဖက်ကအားလုံးဘုံကျိုးအတွက်ဘာလဲဆိုတာလည်းကျွန်တော်တို့ညှိယူမှာရမယ်လို့အဲ့လိုပဲမြင်တယ်